ငါးရက်ကြာရှာပွေခဲ့တဲ့အတိုင်းအောင်ဂျာလက်တစုံတရာမထွက်ရှိသေးပဲပျောက်ဆုံးနေစေဖြစ်တဲ့မလေးရှားလင်ရဲ့ဖြစ်နိုင်ပွဲရှိတဲ့ပျက်စီးစိတ်ပိုင်းတွေရဲ့ဂျိုရူတပုံတွေကိုတရုတ်ဆိုရကမက်စလာ၁၃ရက်နေ့မှာထုတ်ပြန်ပေးခဲ့ပါတယ်။ဒါပေမဲ့ထုတ်ပြန်မှုမှာညွှန်ပြထားတဲ့နေရာကိုတွားရောက်ရှာပွေရမှာတော့လင်ရဲ့ပျက်စီးစုံတရာကိုမှမတွေ့ရှိခဲ့ဘူးလို့မလေးရှားပြည်ရင်လေးချောင်းဥက္ကဋ္ဌကပြောပါတယ်။ တရုတ်ဂျူရူကညွန်ပြတဲ့နေရာမှာလေရင်နဲ့လေကြောင်းထိန်းချုပ်ရေးတို့အဆက်အသွယ်ပြတ်တောက်သွားတဲ့နေရာနဲ့နီးကပ်တဲ့နေရာဖြစ်သလိုအဲ့ဒီ area မှာ VNN ကမကြမီရပိုင်းတွေကရှာပွေခဲ့ပြီးဖြစ်တယ်လို့လည်း VNN တာဝန်ရှိသူတွေကပြောပါရယ်မက်စလာဆတ်တော်နေက Wall Street Journal မှာပျောက်ဆုံးနေတဲ့မလေးရှားလေရင်မှာ radar ကပျောက်သွားပြီးတဲ့နောက်ဝေဟင်မှာ၄နာရီကြာဆက်လက်ပြန်တန်းခဲ့တယ်လို့ American စုံစမ်းစစ်ဆေးရေးအရာရှိတွေကအတန်းရရှိနေကြောင်းဖော်ပြခဲ့တဲ့သတင်းနဲ့ပတ်သက်ပြီးတော့လည်းမလေးရှားဆိုရကညှင်းဆိုထားပါရယ် လက်ရှိမှာတော့မလေးရှားအာဏာပိုင်တွေအနေနဲ့ဒေရင်ပြောက်ဆုံးမှုနဲ့ပတ်သက်ပြီးခိုင်မာတဲ့အချက်လက်အနှဲငယ်သာရှိသေးတာကြောင့်အကြမ်းဖက်မှုလုပ်ရဖြစ်နိုင်ခြင်းအတွက်လေရင်မှာလိုက်ပါခဲ့တဲ့ခီးသည်228ဦးနဲ့လေရင်မှူးတန်း12ဦးစလုံးရဲ့အချက်လက်တွေကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။အဲ့ဒီထဲကမှအသက်53နှစ်ရှိလေရင်မှူးအာမရှားနဲ့အသက်28နှစ်ရှိတွဲဘက်လေရင်မှူး Faris Avadu Hamis တို့ရဲ့အချက်လက်တွေကိုတေချာစွာစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ အခုလိုပြောင်းဆုံးနေတဲ့မလေးရှားလေကြောင်းလား MH370 လေယာဉ်ကို Masla 7ရက်နေ့ကစတင်ပြီး9ရက်အတွင်းမြမဝေဟင်ပိုင်းနယ်အတွင်းရှာဖွေဖို့မြမအစိုးရကလည်းခွင့်ပြုခဲ့ပါတယ်။ဒီလိုရှာဖွေခွင့်ရရှိဖို့ Regional Control Center ကမြမနိုင်ငံကိုခွင့်ပြုချက်တောင်းခံခဲ့တဲ့အတွက်မြမနိုင်ငံမျိုးသားရှာဖွေကယ်ဆယ်ရေးကော်မတီကခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ခွင့်ပြုချက်တောင်းခံရမှာအကြမ်းပြင်းနေတဲ့လေရင်မျိုးစားရှာဖွေခြင်းနဲ့ကြိယာစရာတွေနဲ့တင်ပြတောင်းခံလာလို့မက်စလာ၁၇ရက်နေ့ကနေ9ရက်တွင်းရှာဖွေခွင့်ပြုထားပြီးရှာဖွေတွေးရှိမှုမရှိလို့မြန်မာနိုင်ငံဧရိယာအတွင်းဆက်လက်ရှာဖွေခြင်းနဲ့လို့ထပ်မံတောင်းဆိုလာပါကလည်းခွင့်ပြုပေးသွားမယ်လို့မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းစွေထွန်းကပြောပါတယ်မြန်မာနိုင်ငံဝင်ပိုင်နဲ့အတွင်မလေးရှားနိုင်ငံလေတက်နဲ့ဩစတြေးလျနိုင်ငံလေတက်ကလေရင်နဲ့ရှာဖွေဖို့ခွင့်ပြုချက်တောင်းခံထားတာဖြစ်ပါတယ်။ ဒီလိုကွင့်ပြုချက်တောင်းခံထားပြီးမက်စလာ17ရက်နေ့ကစတင်ကရှာဖွေကွင့်ပြုထားပေမဲ့မက်စလာ13ရက်နေ့ထိလာရောက်ရှာဖွေမှုမရှိသေးဘူးလို့သိရပါဗျာ။